ပိုင်သည်စင်ကာပူနိုင်ငံတွင်စီးပွားရေးဖြင့်ကြောင်းပြီးထားပြီးကမ္ဘာနံပါတ်၈ထော်နီရိုဘီတင်နှင်းများခေါင်းဆောင်မှုဂူရိုဂျီဂျန်စီမက်ဆွဲတင်နှင်းများကမ္ဘာကျော်တစ်နှစ်ကိုလာစီးပွားရေးတင်နှင်းများနှင့်မီလီယံလာမိုင်းစွမ်းဆွေပတိတင်နှင်းများကိုစင်ကာပူထိုင်းနှင့်ပြည်တွင်းကီပါတို့လေ့လာတင်ကြားခဲ့ပါသည်။ဆရာစင်ကျိုးပိုင်သည်အာဆီယံနိုင်ငံများစင်ကာပူ၊ထိုင်းနဲ့ဗီယက်နမ်နိုင်ငံများရှိနာမည်ကြီးတစ်ခုများတို့လည်းပညာရေးလေ့လာရေးကြီးထွက်ရှိထားပြီးစီးပွားရေးအကြံပေးအဖြစ် UNC နိုင်ငံများတွင်၎င်းအစိုးရဝန်ကြီးဌာနအဆင့်စီးပွားကူတန်းဝန်ကြီးဌာန SME ဌာနများနှင့်တယ်လီနော့ကိုယ်စားလှယ်များကုမ္ပဏီကြီးများတွင်လည်း Corporate Training ကုမ္ပဏီထိပ်ကောတင်နှင်းများအားအဖွဲ့စည်းပေါင်းတရာကျော်သို့အားပေးဆောင်ရွက်ခဲ့ပါသည်။အဲဒီဘက်အရေးကြီးတယ်ဆိုတော့ဆရာဒီအောင်မြင်တဲ့သူတွေကိုအားကြတွေ့ယူခြင်းဟာဖြစ်တဲ့ဆိုရင်85ရာခိုင်နှုန်းရှိတယ်လို့ဆိုတယ်။ဒါဆရာသူ့ပြည်သနာပြုခွေလူတယောက်ကတဲ့အောင်မြင်တဲ့သူတယောက်ကိုအားကြဟာငါသူ့လို့ဖြစ်ရှင်လိုက်တာ အဲ့ဆိုရင်ဘယ်လောက်ရမယ်ထင်85ကျန်တာမိုးရပါဘာဖြစ်တာနော်မိဘ background ကောင်းတာကျန်တာဟာဘာဖြစ်တယ်အဲ့ဒါအားလုံးကထ25ထက်မပိုဘူးတဲ့85ဒီတစုံပြောက်ကိုအားကြလို့အဆရာလေးယူသားပြောမယ်ဆိုရင်ကျမယူသိအားကြဘဝတူလို့ចောင်းဆရာဆရာစင်အောင်ចောင်းဆရာသူလည်းကဘာကြီးကိုချိန်ကျင်တယ်ဆရာလည်းနိုင်ငံကြီးကိုချိန်ကျင်တယ် CY လောက်ကယူပြောင်းမလိုက်ချင်ဒါယူသားပြောနော်ဘာမှတော့ပြောင်းဆရာပါဝါတော့မရှိဘူးတော်တော်လည်းရအောင်တော့ငါပြောင်းကြည့်အောင်မယ်ပေါ့အဲ့တော့ကျမလည်းဒီလိုကဘာကြီးကိုချိန်မလိုက်ဘူး ောက်သူကစီးဝိုင်းလောကကွန်ရက်ကြီးကိုတန်း၅ရောက်ကွန်ရက်ချိတ်ပြလိုက်အရင်လေးစားဖို့ကောင်းသူကြောင့်စီးဝိုင်းရအများကြီးတဟုန်တို့တုတ်တက်သွားတကဘာလုံးရဲ့စီးဝိုင်းမှာသူကြောင့်တော်တော်တုတ်တက်တဲ့အောင်ဂျမ်းမာကြီးချမ်းသာတော့ချိန်ညောင်ချမ်းဟုတ်ပြီအဲ့တော့သူဘလို့ချိန်ခဲ့တယ်လေအတူယူစရာနော်ဒီရုံးမတ်ကိုရရင်လူငယ်တွေမနှက်ဖန်ဆပြီးတော့တိမ်မောင်းတတောင်းအိမ်မက်မက်ရဲ့ဆရာကဒါကိုသိလို့အိမ်မက်မက်ရဲ့ကျမဘလောက်ချမ်းသာလဲဘလို့ချမ်းသာလဲဆိုတာတကယ် secret ကတကောင်ဒီတပွိုင်းလေးပဲ အလေးပါပါရှမ်းတောင်သူဘလို့လုတ်ခဲ့တယ်လဲတစ်ဟိုမှာကြည့်ဖောင်နာ16အောင်နဲ့လုတ်လုတ်တယ်အဲ့တော့စဖွဲ့ BOD ဘုတ်ဖွဲ့ဖွဲ့လိုက်တော့နောက်ပြန်လာနဲ့ဖွဲ့လို့ရဘလောက်ထဲမလဲတယောက်ကို300ထဲမလား300ထဲမလား900ထဲမလားပေါင်းကြည့်ပေါ့15ယောက်လောက်15ငါးလေး3000ခေါင်ကလုတ်ဆိုင်ကြိုက်တဲ့လုံငါအဲ့တော့ဆရောက Empire တခုတိဆောက်တယ်သူပြီးတာနဲ့ဘာလုတ်လဲဆိုအဲ့မှာအရေးကြီးတာရင်းနှီးမြှုပ်နှံမှုကပ်ပီတယ်မန်းကြီးကိုရှာတဲ့ ။နောက်ဆရာတော်ကဆိုရင်တော့ဆရာသမားဆရာတော်ပြီးတော့တင်းတရာပေါ့။နောက်ဆရာတော်ကချမ်းသာတဲ့တထေးတယောက်နဲ့တွေ့တော့350သူထက်ထက်။နောက်ထက်ထက်တာသူ300အထိထက်ထက်။အဲ့လိုနဲ့ဆရာတော်ကလည်းဆရာတော်လည်းသူ့လမ်းစဉ်ပဲရှာကြည့်တာ။ဟောကျမအဲ့လောက်တော့တင်းပေါင်း2000ခွဲလောက်တော့တပြိုင်နဲ့ထည့်မဲ့သူမရှိဘူး။နော်ကျမတော့ကန်ကောင်းလိုက်တာတိမောင်းနှစ်တောင်းခွဲထည့်မဲ့သူရှိတယ်ဆော့ပန်ထည့်ပေးလိုက်တိမောင်းနှစ်တောင်းခွဲသူရအဲ့မှာသူတခါလေလုပ်ငန်းကြီးအကြီးဖြောင်းလုပ်လို့ရ မှာထပ်ပြီးတော့ဆရာကအဲ့မှာအရေးကြီးတာလောက်ဝက်ချက်တခုပြောပြเนาะဒါတွေကိုဆရာတကယ်သိရင်ရှမ်းကိုရှမ်းတာအဲ့မှာထပ်ပြီးတော့ဂျမ်းမာဘာလုပ်လဲဆိုရင်အလီဘာဘာ group ကိုတိဆောက်ဘာကိုတိဆောက် group ကိုတိဆောက်ရမယ်เนาะအဲ့အဲ့မှာပတ်စံနေရတယ်ဘာလုပ်မလဲဆိုရင်ကားလေးဝယ်မယ်အိမ်လေးပြောင်းမယ်ဟာဘာလုပ်မလဲညာလုပ်မလဲကုန်ရောဆရာကဒီငန်းကိုမမွေးပဲနဲ့ရွှေဥကိုဘာလုပ်ချင်စားကြင်တာ business man တွေလီဒါတွေလီဒါမဖြစ်ဘူးဆိုတော့လေဒါတွေအများကြီးပါဟုတ်ငန်းကိုထပ်မွေးရမယ်လေဘာဝမွေး ငန်းဟိုမှာငန်းကိုထပ်မွေးတာအလီပေးကိုတိဆောက်တယ်တားပေါင်းကိုတိဆောက်တယ်ဟုတ်ပြီနော်အလီအိတ်စပတ်ကိုတိဆောက်တယ်အဲ့လိုနဲ့ဂရူကြီးကိုတိဆောက်လုပ်ငန်းစုကြီးကိုတိဆောက်ပြီးတော့ထပ်ပြီးတော့ခဲရောင်းမယ်ဆိုတော့ဂျေဘူးတဲ့ joint venture ရောင်းဖို့၄ဆန်တော့ထောက်ရောင်းတာတိမ်ပေါင်းတသိန်း investment အဲ့တော့ထပ်ယူဟိုပရမ2000ခွဲရတက်တက်ထပ်ပြီးတော့တိမ်ပေါင်းတသိန်း investment ထပ်ယူလိုက်အဲ့ဒါ lens အဲ့တော့မြန်မာနိုင်ငံမှာလူငယ်တွေကဒီ lens တွေကိုသိရခါချမ်းမာခြင်းနဲ့ဂျမ်းမာလို့ပြောင်းအောင်လုပ်မယ် JV ပါလဲဆိုတာသိရမယ် MOU ပါလဲဆိုတာသိရမယ် share ရပါလဲဆိုတာကောင်းကောင်းသားလေဟုတ်ပြီနော်အခုကအဲ့ဒါကိုဆရာကမလင့်လာပဲနဲ့ဆိုတဲ့ဘောအကျိုးကိုလိုချင်တယ်အကြောင်းတရားဘယ်လိုလုပ်ကြလဲကိုမလင့်လာ secret man e ကပြောင်းပြန်ဖြစ်အကျိုးဘက်ကများချင်နေတယ်အကြောင်းတရားကိုများများမလုပ်ချင်ဂျမ်းမဘောဘောနှစ်ပေါင်းများဆိုအဲ့လိုလုပ်ခဲ့ဟုတ်ပြီအဲ့တော့40ရုံးရာဟုထောက်ရောက်နေချိန်မှာတိတ်မောက်ပနသုံးရပနသိန်းရတသိန်း30တိတ်မောက်တသိန်း investment လုပ်ပြီအဲ့ဒီလို investment လုပ်ပြီးတော့မှသူ့လုပ်ငန်းကြီးကိုအကြီးဖြောင်လုပ်အဲ့မှာဆယ်စုနှစ်တွင်ပြောင်းတာ public ပြောင်းတယ် ချေပြီးလောက်ပြီးပြီဆိုရင်လေးငါးနဲ့တွဲမှာသူပပလစ်ပြောင်းတယ်ပပလစ်ပြောင်းပြီဆိုရင်သိန်းပေါင်းဘီလီယံနဲ့စီတက်သွားတယ်သိန်းပေါင်းသသိန်းရနေပြီးတော့သိန်းပေါင်းဆိုတော့၅သိန်းလောက်ဖြစ်ရင်ဖြစ်မယ်10သိန်းလောက်ဖြစ်ရင်ဖြစ်မယ်အဲ့လိုနဲ့ first IPO ခုန second ဆိုပြောတဲ့ဟာကြီးလာပြီနော်အဲ့မှာဆိုတော့ public ပြောင်းပေးတာ ਨੇ listed လောက်ရ listed အခု affirmation listed လောက်တယ်ဒါဒီစင်ဟိုနောက်ဆုံးစင်ရောက်သွားတယ်ဒီလိုဟာ listed လောက်တယ်ဆိုတာဟို IPO public listed လောက်တယ်ဒါကြောင့်ရှမ်းတာလားတထည်ကြီးတွေမြန်မာနိုင်ငံမှာဘယ်အထိပြောင်းတာ public list တစ်ထိပြောင်းနိုင်မှာချမ်းသာဘယ်ချမ်းသာခြင်းနဲ့ပြောပြီးတော့ဒီလမ်းစဉ်တွေတော့မလျှောက်လို့မရနော်သောတာပန်ဖြစ်ခြင်းနဲ့ဖြစ်ခြင်းနဲ့နိဗ္ဗာန်မှာကိုရက်တူတူရပါလို့ဆူတောင်းလိုက်တနေ့လာတဲ့ဒီဟာပဲပြီးရင်သောတာပန်ခြင်းမခြင်းဘူးယဟနာခြင်းမခြင်းဝိပဿနာဆိုတာဘာလဲမလိမ့်လားမလိမ့်လားပဲနဲ့တော့ဘယ်ရမလဲသူလမ်းစဉ်အစဉ်အဆက်သွားနော်ဒါကြောင့်ဆရာတို့က public ကိုပြောင်းပြောင်းပြီးတော့မှ list တက်အဲ့ဒီတက်တဲ့အချိန်မှာ first IP ကို ခေါင်ကောင်မှာစတင်တယ်200ဘီလီယံခုနသိန်းပေါင်းသိန်းရဲ့အစဗနေရရ200သိန်းပေါင်းသိန်းပေါင်း200ရသိန်းပေါင်းသိန်းရဲ့အစ200ရရတော့အဲ့လိုနဲ့လုပ်ငန်းဆိုယူအကြီးလောက်လိုက်တဲ့ဝန်ထမ်းပေါင်းသိန်းနဲ့ရှင်းဖြစ်အောင်လုပ်ထားတယ်အဲ့ဒီအချိန်မှာနယူးယောက်စတော့အချိန်ကိုဆက်တင်လိုက်တယ်300ဘီလီယံထက်ရအဲ့ဒါချမ်းသာတော့ဘာတွေလုပ်တတ်လို့လဲလှုပ်ရှက်၅ချက်ပြုံးโอเคအဲ့တော့ခုနကပြောတဲ့တုတ်တန်ဒီဒီမှာ ဝင်းနီးဩတရားတွေတော့ရကုန်တော့မှာပဲအဲ့ပြန်ပြောမယ်အဲ့ဒီရနေပြီးတော့ကဲအတွေ့အကြုံရပြီအတွေ့အကြုံရပြီဆိုကိုယ့်တက်ဘာလုပ်ရမလဲပညာပေါ်ထုတ်နိုင်ရဟုတ်ကဲ့အတွေ့အကြုံဤတလုံးရပြီဆိုတာနဲ့ကိုယ့်တက်ဘာပြန်ထုတ်ရ experience နဲ့ education ပြန်တော့ okay ငါကုမ္ပဏီကိုတက် GB လုပ်မယ်ငါကုမ္ပဏီကို share capital တည်ဆောက်မယ်ငါကုမ္ပဏီကိုဘယ်တော့ public ပြောင်းမယ်ငါဘယ်တော့ list လတ်လုပ်မယ် business plan တစ်ခါလဲဆွဲရအတွေ့အကြုံကနေပညာပြန်ယူတာလေ ီအီဟာအတွေ့အကြုံကောင်းလိုက်တာကောင်းလိုက်တာကောင်းလိုက်တာစာအုပ်ထဲမှာမလုံးနဲ့အခုပြန်လာတဲ့အဲ့လိုလုံးမဲ့သူဘယ်နှယောက်ရှိတယ်လက်လက်ထောင်းဂရီဘေးနောက်ဆယ်နှစ်အတွက်ကိုမလုံးနိုင်ကိုကုမ္ပဏီကိုအဲ့လိုပြောင်းကိုလုံးနေတဲ့ကုမ္ပဏီအဲ့လိုပြောင်းခိုင်းနော်မပြောင်းလဲခြင်းဟုဆိုရင်နောက်က follow လိုက်ရှင်တော့ဆရာနောက်ကသာလိုက်နားအေးတယ်အဲ့တော့ဘာမှစွန်စွန်စားစရာလည်းမလိုအေးနေတာပဲအေးစေးအိမ်မှာနေပြီးတော့နော်အဲ့တော့ဆရာအဲ့လိုပြောင်းလို့မရဘူးလားသူလန်းစင်ပဲစရုပ်ကเนาะဆရာကစကလုံးတစ်လုံးအများတိုင်းပြောတယ်အကျင့်တူရင်အစ်င့်တူတယ်လေဗာလဲ အချင်းတူရင်အဆင့်တူတယ်ကျင့်တူအောင်ကကျင့်အဆင့်တူလာလိမ့်မယ်အချင်းတူရင်အဆင့်တူတယ်ကျင့် group company ပြောင်းဒီလိုအချင်းတူရင် group of company တွေဖြစ်လာမယ်ပြောင်း public company သူ့အချင်းသူ့လိုကျင့်နိုင်ရင်သူ့လိုအဆင့်တူလာလိမ့်โอเคအဲ့တော့ဟုတ်ပြီအဲ့တော့ public ဆိုတာကိုသိရမယ်ဘာကိုသိရမလဲโอเคဆရာဒီမှာအဖြေလေးပညာလေးဘယ်နှခုထုတ်ပေးမလဲ၅ချက်ထုတ်ပေးလိုက်မယ်နံပါတ်1 share ခေါ်တတ်ရမယ်ဘာခေါ်တတ်ရမလဲ share ခေါ်တတ်ရမယ်နံပါတ်2 group of company ထူထောင်တတ်ရမယ် နံပါတ်3 public company ပြောင်းနိုင်ရနံပါတ်4ဘာလို့တက် IPO listed တင်တဲ့ပတင်းကောင်းတစ်ခုပေးမယ်အခု listed listed ကအရင်မြင့်တယ် criteria 18ချက်ရှိတယ်အခုအဲ့ listed ကိုတင်ဖို့အတွက် second တန်ရဆိုတာဖွင့်ပေးလိုက်ပြီကျန်ခဲ့တဲ့လနှစ်လသုံးလတော့မှဖွင့်ပေးလိုက်တယ်နော်အဲ့ဖွင့်ပေးမဲ့အထဲမှာဆရာမိတ်ဆွေ၃ယောက်လုံးမှာတကယ်အကြံပေးမဲ့ဘုတ်၃ခွဲပဲရွေးချယ်ရတယ်အဲ့နှစ်ခွဲရဆရာနဲ့သိရင်းကြီးတယ် เนาะဆရာလဲအဲ့ဒါတို့ကြုတ်ကတ်သွားပြည့်ဆရာတွေခရော့ထားတယ်အဲ့ဒီပုဂ္ဂိုလ်ထဲမိတ်ဆွေတွေเนาะအဲ့တော့ second တိုင်ရလို့ခေါ်တယ် pre listing book လို့ခေါ်တယ်ဗာလဲ PAB လို့ခေါ်တယ်ဒီ public ကိုမတက်ခင်စိုက်ကြမှာလုပ်လို့ရတဲ့ company တွေအများကြီးရှိပြီတည်င်းကောင်းမယ်เนาะအဲ့ဒါမသိသေးဘူးဆိုလို့ရှင်ရေကုန် store ရှင်ကိုမေးကြည့်လိုက်အဲ့ဒါတည်င်းကောင်း okay အဲ့တော့ဒါလေးနဲ့ဆရာအနေနဲ့ဥစွာလေးပြောချင်တယ်